မင်္ဂလာပါခင်ဗျာ135 107ပြိုင်ပွဲကျင်းပဖို့တရက်ဖယ်လို့တော့ပါတယ်ဒီပြိုင်ပွဲမှာကျွန်တော်တို့ရဲ့ Fighter Bronica နဲ့ Asian Time Fighter Junior Fighter တို့ကကိုမိန်ပွဲထိုးသက် သွားမှာပါဒီပွဲနဲ့ပတ်သက်လို့နှစ်ဖက်ပြိုင်သက်တွေအကုန်လုံးကရင်ခုန်နေကြပါပြီဒီပွဲကို Asian Time နဲ့မြန်မာ အပြိုင်နဲ့ပွဲမျိုးလို့လည်းပြောလို့ရပါတယ် တနည်းအားဖြင့်ထိုင်းကကမ္ဘာဆင်မီဂျင်းနှစ်ခုဖြစ်တဲ့ Federated Training Center နဲ့ Tiger Muay Thai တို့အပြန်ကြားတဲ့ပွဲမျိုးလိုလဲဆိုလို့ရပြန်ပါတယ်။အဲ့လိုတော့အကြောင်းရင်းတွေကြောင့် Tiger Muay Thai တထေးကိုတိုင်းကဒီပွဲကို Do or Die ဆိုပြီးကိုခေါင်းစဉ်ပေးထားတာပါ။ဒီဘက်နဲ့ပတ်သက်လို့ကျွန်တော်ရဲ့အမြင်ကိုပြောရရင်လွဲဆိုင်ဖန်တီးထားတဲ့အပိုင်းမှာအတော်လေးဆွဲဆောင်မှုရှိပါတယ်။ဒါကဘာဖြစ်လို့ပြောရတာလဲဆိုတော့ဖိုက်တာနှစ်ယောက်စလုံးရဲ့ဘက်မှာမျောလင်းချက်အပြည့်ကိုစီပေးထားလို့ပါပဲ။ ဘရိုနီကာဟာဝမ်ချန်ပီယံရှစ်ကစာချုပ်ကြီးကိုတမ်းပြီးချုပ်ဆိုနိုင်ခဲ့ပေမဲ့အခုချိန်ထိ135ပြိုင်ပွဲတွေမှာပဲပါဝင်ထိုးသက်ခွင့်ရနိုင်ပါတယ်။အကြောင်းရင်းကပြိုင်ပွဲကြီးတွေမှာပါဝင်ထိုးသက်ရမယ်ဆိုရင်ဒီထက်ပိုပြီးမြင့်မားတဲ့ပြိုင်ပွဲတွေနဲ့ဝင်ရောက်ထိုးသက်ရမှာပါ။ promotion ဘက်ကသူမကိုနာမည်တလုံးတိဆောက်စေခြင်းနဲ့အတွေ့135ပြိုင်ပွဲတွေမှာဝင်ရောက်ထိုးသက်ခိုင်းနေတာဖြစ်ပါတယ်။ကလကအဖွင့်ပွဲမှာတော့ကလည်းအဲ့လိုပုံစံမျိုးနဲ့စမ်းသက်ခဲ့ပြီးပါပြီ။ သို့သော Francis ကဘီရာကိုအနိုင်ယူပြနိုင်ခြင်းမရှိတော့ဒီတစ်ခါမှပုံစံတစ်မျိုးနဲ့ဆန်သက်ကြည့်ပါတယ်။အဲ့ဒါကတော့ Junior Federer နဲ့ Francis ကဘီရာတို့အကြားကွာခြားနေတဲ့အချက်ဖြစ်ပါတယ်။ Francis ကဘီရာကရုပ်ပိုင်းဆိုင်ရာတိစမှုပိုင်းမှာ Junior Federer ထက်အများကြီးသားပါတယ်။တို့တော့လေ Junior Federer က Francis ကဘီရာထက်စွမ်းဆောင်ရည်ပိုင်းမှာအများကြီးပိုသားနေပါတယ်။ လူမဟာ135စင်းမြင့်ထက်မှာစုစုပေါင်း9ပွဲထိုး9ပွဲစလုံးကိုအနိုင်ယူပြထားပြီးပါပြီ။ဘရိုနီကာဘက်ကနေကြည့်လိုက်မယ်ဆိုရင်ဒီတစ်ခါထိုးရမယ့်ပြိုင်ဘက်ကရက်ကော့ပိုင်အဖြစ်ကောင်းမွန်နေသည့်တိုင်အောင်လူမလိုချင်နေတဲ့ပြိုင်ဘက်မျိုးဖြစ်ပါတယ်။တနည်းအားဖြင့် Junior Feder ရဲ့ထိုးဟန်ကပြိုင်ဘက်နဲ့နင်းလား၅လားရင်ဆိုင်ပြီးကိုထိုးတတ်တာပါ။ရုပ်ပိုင်းဆိုင်ရာတိစမှုအပိုင်းမှာတော့ Chronica ကအများကြီးသားပါတယ်။ ဒါကြောင့်မို့ဘရိုနီကာအနေနဲ့ဒီပွဲမှာမှရလက်မကောင်းမှုဆိုရင်သူမရဲ့အလားအလာတွေကအတော်ကြီးကိုမှိမ့်မိန်သွားနိုင်ပါတယ်။တစ်ဖက်ကဂျူနီယာဖက်ဒက်ရဲ့ဘက်ကိုပြန်ပြီးချီချီရအောင်မှသူမဟာ135စင်မြတ်ထက်မှစုစုပေါင်း9ပွဲအထိနိုင်ယူပြထားပြီးပါပြီ။တို့တော်လဲဝမ်ချင်မြင်ရှိကချင်းမြင်နဲ့ဒေါ်လာသသိန်းနဲ့စာချုပ်ကြီးတော့သိမ့်ပိုက်နိုင်ခြင်းမရှိသေးပါဘူး။ထက်ပြီးကွန့်ပြောရရင်ခုနှစ်ပွဲဆက်တိုက်အနိုင်ယူပြခဲ့သည့်တိုင်အောင်ဘောနပ်စုတွေတောင်ဆွခုနိုင်ခြင်းမရှိပါဘူး။ ဒါကဘာကိုညွန်ပြနေလဲဆိုတော့နိုင်ပွဲတွေဆက်တာမှန်ပေမဲ့သူမအနေနဲ့ပရိုမိုတာကြိုက်ဝုန်းတိုင်းတိုင်းစွမ်းဆောင်ပြနိုင်ခြင်းမရှိသေးဘူးဆိုတဲ့အချက်ကိုညွန်ပြနေတာပါတိုးတော်လဲခုနှစ်ပွဲဆက်တိုက်အနိုင်ယူထားတဲ့မှတ်တမ်းကအခြေခံကောင်းတစ်ခုလို့ဆိုနိုင်ပါတယ်။ဒါကြောင့်မို့စာချုပ်ကြီးရထားတဲ့ပရိုနီကာဝတ်အနိုင်ရမယ်ဆိုရင်သူမအနေနဲ့လဲဒေါ်လာတသိန်းနဲ့စာချုပ်မျှော်လင့်ခွင့်ရှိမှဖြစ်ပါတယ်။အဲ့လိုတော့အကြောင်းရင်းတွေကြောင့်လွဲဆိုင်ဖန်တီးထားတဲ့အပိုင်းမှာဆွဲဆောင်မှုအတော်လေးရှိတယ်လို့ကျွန်တော်ကကောက်ချက်ချမိတာပါ။ ်ပြီးခဲ့တဲ့ရပိုင်တွန်းလုံးကတော့ဒီပွဲထုတ်တက်ကြမဲ့ fighter နှစ်ယောက်စလုံးကဒီပွဲအနေထားနဲ့ပတ်သက်လို့သူတို့ရဲ့အမြင်တွေကိုချပြလာခဲ့ပါပြီ Junior Fedder ကခုနှစ်ပွဲဆက်တိုက်အနိုင်ယူထားတဲ့မှတ်တမ်းက135စင်မြင့်ထက်မှာစွမ်းဆောင်ပြဖို့မလွယ်ကူဘူးဆိုပြီးဆိုပါတယ်။ဒါကြောင့်မို့သူမရဲ့စွမ်းဆောင်ပြပိုင်းနဲ့ပတ်သက်လို့ကျေနပ်တဲ့အကြောင်းတစ်ချိန်တည်းမှာပဲဘွဲကိုအပြတ်ဖြတ်နိုင်တဲ့ပါဝါမျိုးရအောင်စူးစမ်းပြီးလေ့ကျင့်ပြင်ဆင်နေတဲ့အကြောင်းတွေကိုချပြသွားခဲ့ပါတယ်။ ရောနီကာအတွက်တော့ဒီပွဲစိန်ခေါ်မှုကအတံဝိတ်တန်းခေါင်းစဉ်အောက်ကနေထိုးသက်ရတာဖြစ်ပါတယ်။တကယ်တော့သူမရဲ့မူလပင်ကိုဝိတ်တန်းကအတံဝိတ်တန်းဖြစ်ပါတယ်။သို့တော်လည်းထိုင်းဘက်မှထိုးသက်နေစဉ်အချိန်တုန်းကအတံဝိတ်တန်းခေါင်းစဉ်အောက်ကနေပြန်ပြက်ရှာရတာမလွယ်ကူတဲ့အတွက်ဝိတ်တန်းတိုးပြီးထိုးခဲ့ရတာပါ။အဲ့လိုပုံစံမျိုးတွေနဲ့ဆက်တိုက်အသားကျခဲ့တဲ့အနေထားမှာအတံဝိတ်တန်းကိုပြန်ပြီးဆင်းထိုးရတဲ့အနေထားကသူမအတွက်မလွယ်ကူဘူးလို့ဖွင့်ဟားလိုက်ပါတယ်။ ဒါကြောင့်မို့ Francisca Bira နဲ့ထိုးတက်တဲ့အနေထားမှာတက်လုံးပိုင်းဇက်တိုက်ကြဆင်းသွားတာပြည်သက်တွေသတိထားမိလောက်ပါတယ်။ဒီပွဲမှာတော့အဲ့ဒီပိုင်းတွေကိုတေချာပြင်ဆင်ထားတယ်လို့သူမကဆိုပါတယ်။အထူးသဖြင့် Strength and Conditioning ဒီပိုင်းတွေကိုပိုပြီးတိုးတက်အောင်လှုပ်ဆောင်ထားသလို Clinch အနေထားတွေကနေလည်းပြိုင်ဘက်တွေရဲ့ဒူးတိုက်ချက်တွေအနိကထထောင်ရိုက်ချက်တွေမခံရအောင်စူးစမ်းပြင်ဆင်ထားတယ်လို့သိရပါတယ်။ ဂျူနီယာဖက်ဒက်နဲ့ရင်ဆိုင်ရမယ့်အနေထားနဲ့ပတ်သက်လို့တော့ဘရော်နီကာကအခုလိုစတင်ဖွင့်ဟလာခဲ့ပါတယ်။ဒီပွဲကကျမအတွက်သိတ်ကိုအေးပါနေပါတယ်။ဘာလို့လဲဆိုတော့ပြည်သက်တွေကဝမ်ချန်ပီယံရှစ်လိုနေရာမျိုးမှာရှင်တန်ကျင်လည်နေရတာမျိုးကိုမြင်ကျင်ရတယ်နိုင်ပွဲတွေလည်းရကျင်ညားတယ်လေဒါပေမဲ့ဖွံ့ဖွဲမှာတော့ရှုံးသွားတော့ဒီပွဲအတွက်ပိုပြီးပြင်ဆင်ရတယ်လို့သူတို့အတွက်လည်းနိုင်ပွဲရယူပြကြမှာတယ် ။တစ်ချိန်တည်းမှာဝမ်ချမ်ပီယံရှစ်မှာစာချုပ်ကြီးနဲ့ထိုက်တန်တဲ့ကစားသမားမျိုးဆိုတာလဲတက်တေထူပြခြင်းတာပါ။ဒီပွဲအတွက်ပြင်ဆင်တဲ့နေရာမှာယောက်ျားလေးဖိုက်တာတွေနဲ့ကြီးပဲပူးတွဲလေ့ကျင့်ခဲ့ပါတယ်။ဒါကြောင့်မို့နိုင်ရလက်ကတေချာတလောက်တောင်ရှိတယ်လို့ပြောကြပါတယ်။ဒါပေမဲ့လိုချင်တာကအလဲထုံးနိုင်ပွဲမျိုးပါပဲ။ကိုမအားပါတဲ့လက်သီးထိုးချက်တွေပိုင်ဆိုင်ထားလို့အစွမ်းကုန်စူးစမ်းသွားပါမယ်။အမက်နဲ့နိုင်နာမျိုးတော့လုံးဝမလိုချင်ပါဘူးဆိုပြီးဖွင့်ဟသွားခဲ့ပါတယ်။ ဝမ်ချန်ပီယံရှစ်ဟာမြန်မာဆေးကွက်နဲ့ပတ်သက်လာရင်အတော်ကြီးကိုအာရုံစူးစိုက်မှုထားတာပါဘာဖြစ်လို့လဲဆိုတော့မြန်မာဈေးကွက်အတွက် MMA ကစားနည်းနဲ့ပထမဆုံးမိတ်ဆက်ပေးခဲ့တာကသူတို့ promotion ဖြစ်ပါတယ်။အဲဒီလိုအကြောင်းရင်းကြောင့်လဲမြန်မာပြည်သက်ဝန်ရံမှုအခိုင်အမာရယူနိုင်ခဲ့တာပါ။ဒါကြောင့်မို့လို့ online sand kit လွန်မှာမြန်မာပြည်သက်တွေကိုထိန်းထားနိုင်ဖို့အတွက်ဘယ်သူကသူတို့အတွက်ခရီးကြလာမလဲဆိုတဲ့ပုံစံမျိုးတွေနဲ့မြန်မာပြည်က fighter တွေကိုပုံစံမျိုးစုံနဲ့ခေါ်ယူခွင့်ရေးပေးလျက်ရှိပါတယ်။ လက်ရှိချိန်ထိတော့ online ဆန်ခစ်အလွန်မြမပြည်သက်တွေကိုထိန်းထားနိုင်တဲ့ fighter မျိုးတယောက်မှပေါ်ထွက်လာခြင်းမရှိသေးပါဘူး။ promotion ဘက်ကတော့ Veronica ကိုမျှော်လင့်ချက်တွေအများကြီးထားတာသိတာပါတဲ့။ဘာလို့လဲဆိုတော့စတင်ခေါ်ယူစာချုပ်ချုပ်ဆိုကလေးကတရားဝင်သီးသန့်ကြေညာခဲ့တယ်လို့အဲ့ဒီနောက်ဘရိုနီကာရဲ့တွဲဆိုင်တွေချပြတဲ့အနေထားမှာလည်းပြည်သက်တွေစိတ်ဝင်စားမှုရှိအောင်ပုံစံမျိုးစုံနဲ့ promote လုပ်ခဲ့တာပါ။ ဂုံဂုံပြောရရင်ဖရန်စစ္စကာဘီရာနဲ့ပွဲမှာရှုံးနိုင်ခဲ့သည့်တိုင်အောင်ဘောနက်ဆုချီးမြှင့်သွားခဲ့ပါတယ်။အဲ့လိုအကြောင်းရင်းတွေကြောင့်ဥခရချက်ထရီဟာဘရိုနီကာအပေါ်မှာတော့အတော်ကြီးကိုမျှော်လင့်ချက်ကြီးထားတယ်လို့ဆိုကြည့်ခြင်းပါတယ်။ဂိုင်ဂန်ရှင်ဖိုက်တာအနေနဲ့လည်းအဲ့လို promotion ဘက်ကမျှော်လင့်ချက်တွေမြန်မာပြည်သက်တွေရဲ့မျှော်လင့်ချက်ဖိအားတွေကြားကနေဘယ်လိုပုံစံမျိုးတွေစွမ်းဆောင်ပြအောင်မလဲဆိုတာရင်ခုန်ကြည့်ဖို့တော့ကောင်းနေပါပြီ။ နောက်ထပ်ဆက်ဆက်နေတဲ့အကြောင်းအရာတစ်ခုကိုထပ်ပြီးပြောရရင်ပြီးခဲ့တဲ့မြန်မာငလင်ပေးမှာတော့ကဝမ်ချမ်ပီယံရှစ်မှာထိုးသက်နေတဲ့မြန်မာဖိုက်တာတွေလက်ဝဲလောကကဖိုက်တာလေးတွေဟာပရိုက်တာလုပ်ငန်းတွေကိုအသက်တရော်လှုပ်ဆောင်ခဲ့ပါတယ်။အဲ့ဒီချိန်တုန်းကပြည်သက်တချို့ကဗရိုနီကာရောဘာရီလူတန်းမိပြီလဲဆိုတဲ့ပုံစံမျိုးတွေနဲ့မေကွန်းတွေထုတ်ခဲ့တာပါ။ဒါကသိကျင်လို့တကယ်မေကွန်းထုတ်တာလားဒါမှမဟုတ်ခနဲ့ကျင်လို့လားဆိုတဲ့ပုံစံမျိုးတော့မေကွန်းထုတ်တဲ့သူတွေပဲသိပါလိမ့်မယ်။ ရော်နီကာကိုတိုင်လည်းငလျင်ပေးနဲ့ပတ်သက်လို့သူစိတ်မကောင်းဖြစ်မိတဲ့အကြောင်းကိုပဲ state တွေဇက်တိုက်ရေးသားခဲ့ပါတယ်။သူမကဘလို့ပုံစံမျိုးနဲ့ကူညီခဲ့တဲ့ဆိုတဲ့အကြောင်းရင်းကိုတော့ထုတ်ပြောတာမျိုးမရှိပါဘူး။ဟိုတနေ့ကဝမ်ချမ်ပီယံရှစ်နဲ့ပြုလုပ်သွားတဲ့ interview မှာတော့သူမကရရှိလာတဲ့ bonus ငွေတွေအားလုံးကိုမြမပြည်အတွက်ပြန်ပြီးလှူဒန်းလောက်တဲ့အကြောင်းကိုပထမဆုံးအကြိမ်ဖွင့်ဟာလိုက်ပါတယ်။ဗန်နီယာရီမှာဘလို့ပုံစံမျိုးနဲ့လှူဒန်းနေဆိုတာကိုတော့အသေးစိတ်ထုတ်ပြောတာမျိုးမရှိပါဘူး။ ို့တော့လဲဒုက္ခရောက်နေတဲ့မြန်မာပြည်သူတွေအတွက်သူမကလှူဒန်းခဲ့တဲ့အကြောင်းကိုတော့အခုလိုအခိုင်အမာဆိုသွားခဲ့ပါတယ်ဖရန်စစ်ကဘီရာနဲ့ပွဲမတိုင်ခင်ကကိုကိုကိုပုံစံကောင်းနဲ့ချပြနေတယ်လို့ထင်မှန်မိခဲ့တာပါတကယ်တော့မှားပါတယ်ကျမကအဲဒမ်ဝိတ်တက်မှာထုံနေကြမဟုတ်လို့အစားအသောက်ချွေတာတဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးရုန်းကန်ခဲ့ရတာပါပွဲအကြောင်းပြောရရင်ဖရန်စစ်ကဘီရာကလည်းဒုတိုက်ချက်တွေထိအောင်ရယူနိုင်ခဲ့တယ်လို့ကျမကလည်းလက်သီးတွေနဲ့တုံ့ပြန်နိုင်ခဲ့ပါတယ် ဒီချက်ပိုကောင်းစွမ်းဆောင်ပြခဲ့တဲ့နာတော့ဝန်ခံရမှာပါဘောနက်စုရတဲ့ပက်ဆန်တွေအားလုံးကိုတော့မြမပြီကိုပဲပြန်ပြီးလှူဒန်းလိုက်ပါတယ်ဘာလို့လဲဆိုတော့လက်ရှိမှာကျမတို့နိုင်ငံကဆင်းရဲဒုက္ခတွေပင်လယ်ဝေနေတာလေလုံလောက်တဲ့ထောက်ပံ့မှုတောင်လောက်ငောင်ရကြတာမဟုတ်ပါဘူးလို့သူမကဖွင့်ဟသွားခဲ့ပါတယ်လောက်ဆိုရင်ဘရိုနီကဘယ်ပိုင်းတွေမှာပါဝင်လှူဒန်းနေလဲဆိုပြီးမေကွန်းထုတ်နေကြတဲ့ပြည်သက်တွေအနေနဲ့လဲရိတ်မွက်တော့တိကျလောက်ပါပြီ ဂိုင်ကန်ရှင်ဖိုက်တာကိုယ်တိုင်ကဒီလိုထုတ်ပြောလာတော့ပရိုမိုးရှင်းဘက်ကလည်းအတော်ကြီးကိုကျေနပ်သွားလောက်တယ်ထင်ပါတယ်။မြိတ်တမ်းများခင်ဗျာဒီပွဲကမနေ့ဖြန်မေလ9ရက်တောက်ကြနေ့ညပိုင်းမှာကျင်းပမယ်125107ပြိုင်ပွဲမှာပါဝင်လာမှာပါ။ကိုမိန်ပွဲစဉ်အဖြစ်ထုတ်သက်ရမှာဖြစ်လို့နက်နက်လေးနောက်ကျနိုင်ပါတယ်။ထိုင်းကနေကြီးစုကြမဲ့ပြိတ်သက်တွေရောမြန်မာပြည်ကနေကြီးစုကြမဲ့ပြိတ်သက်တွေအနေနဲ့ပါနောက်ကျပြီးမှကြီးရပွဲရှိပါတယ်။ ဒီဒီဂျေကတော့ဘရိုနီကာရဲ့တိုက်ကမွေထိုင်းတထိပ်ပြောသလိုဒူးအော်တိုင်းပုံစံမျိုးမျိုးကျွန်တော်တို့ရဲ့ဖိုက်တာအနေနဲ့အကောင်းဆုံးပုံစံမျိုးတွေစွမ်းဆောင်ပြနိုင်မှစေလို့လက်ဆန္ဒပြုမိပါတယ်ခင်ဗျာဆက်လက်ပြီးပြောပြခြင်းတဲ့သတင်းတစ်ပုဒ်ကဗိုင်းနီယာတေရတာနောက်ပွဲကန်လန်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုပါလက်ရှိ UFC အတိုင်းဝိုင်းမှာနာမည်အကြီးဆုံးဖြစ်နေတဲ့ fighter က Rainier Tirita ဖြစ်ပါတယ် ။ဘာဖြစ်လို့လဲဆိုတော့သူကဘိုနီကယ်ကိုဘဲဥခွဲပြလိုက်လို့သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ပြစ်တက်တွေအားလုံးကအတိမတ်ပြုနေကြတာပါ။ထပ်ပြောရရင်သူ့လို ground game အပြုကစားတဲ့ fighter တယောက်က bonical လို fighter မျိုးကို stand fight နဲ့ပွဲသိမ်းပြလို့သူ့ရဲ့ကြိုးစားမှုတွေရောသူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကိုပါဝိုင်းပြီးအသိမှတ်ပြုချီးကျူးနေကြတာဖြစ်ပါတယ်။ဒီနေရာမှာနောက်ထပ်ပုံစံတစ်မျိုးနဲ့ချီးကျူးနေကြသူတွေလည်းရှိပါတယ်။ အဲ့ဒါကတော့ Bonicke ကိုအမြင်ကပ်ပြီး Rainier ကိုဝိုင်းပြီး Make it လိုင်းညားတဲ့အဖွဲတွေပါ။ဘာဖြစ်လို့လဲဆိုတော့ Bonicke ဟာ UFC ရဲ့မြောက်စားမှုကိုအများကြီးခံခဲ့ရတဲ့ Fighter ဖြစ်ပါတယ်။ဘလောက်ထိမြောက်စားခံခဲ့ရလဲဆိုရင်ခင်ခင်နာနာနဲ့ကျင်းပခဲ့တဲ့ UFC 300လို့ပြိုင်ပွဲမျိုးမှာမိန့်ကတ်ခေါင်းဆက်အောက်ကနေထုတ်သက်ခဲ့ရတဲ့အထိဖြစ်ပါတယ်။ အဲ့ဒီတော့ကမြိတ်သက်တွေကဘိုနိကဲအနေနဲ့ဒီလိုမိန်ကကောင်းစင်အောက်ကနေပါဝင်ထိုးသက်ခွင့်ရတဲ့ရလားဆိုတဲ့အကြောင်းကိုပုံစံမျိုးစုံနဲ့မေးခွန်းထုတ်ခဲ့ပါတယ်။အဲ့ဒီပွဲတော့ကတော့ဘိုနိကဲကလည်းလက်စွမ်းပြခဲ့လို့ဝီဗန်တန်တွေကအဲ့ဒီလောက်ထိမဆူညံခဲ့ပါဘူး။ဒိုဒရိုင်းနီယာနဲ့တွေ့ပြီးဘဲဥခွဲခံလိုက်ရချိန်မှာတော့အားလုံးကဝိုင်းပြီးထောက်ပြလာကြပါပြီ။တစ်ချိန်ကဘိုနိကဲဟာဟမ်ဆက်ချမိုင်းယက်ကိုတောင်းအသာရလေးနဲ့အနိုင်ယူပြလို့ရတယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့လေးတိုက်ခဲ့ပူးပါတဲ့ ်အခုတော့သူ့ရဲ့အနေထားကို သူကောင်းကောင်းကြီးသဘောပေါက်သွားလာပါပြီ Rainier Director ကတော့လက်ရှိ Bonnie ရင်ဆိုင်နေရတဲ့အနေထားတွေကသူရင်ဆိုင်နေရတဲ့ပုံစံမျိုးတွေနဲ့တိတ်ပြီးမကွာဘူးလို့မှတ်ချက်ပေးလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Bonnie ဟာအခုမှပဲစပြီးဘဲဦးခွဲခံရတာပါ။ဘဲဦးခွဲခံရတဲ့ပွဲမှာလဲအလဲတော့နဲ့ကိုအမောက်သိခံလိုက်ရတာဖြစ်ပါတယ်။ Rainier တို့ကလည်းအဲ့ဒီအတိုင်းပါပဲ။ ရုံးမရှိမှတ်တမ်းတွေနဲ့ဇက်တိုက်ချီတက်လာတဲ့အနေအထားမှာမာလကင်ကပိုးစုပ်ပဆက်နဲ့ကိုပဲဥခွဲပြခဲ့ပါတယ်။ဒါကြောင့်မို့လက်ရှိဘုံငကင်ကြုံနေရတဲ့အနေအထားတွေကိုသူကကိုချင်းစာမိတဲ့အကြောင်း Netherland Fighter ကအခုလိုဖွင့်ဟသွားခဲ့ပါတယ်။ကိုကိုကိုယုံကြည်မှုရှိတာနဲ့စိတ်ကြီးဝမ်းသာရဲ့အကြာကကွာခြားမှုကတိတ်တိတ်လေးပဲရှိတာပါ။အတိတ်မှာတော့ကကျွန်တော်ကိုယ်တိုင်တောင်အဲ့ဒီလိုမျိုးဖြစ်ခဲ့ဘူးပါတယ်။ ကိုကိုကိုယုံကြည်မှုအမြဲတမ်းရှိပေမဲ့နည်းနည်းလွန်ကဲပြီးစိတ်ကြီးဝင်တဲ့ဘက်ကိုရောက်သွားခဲ့တာပါဘိုးနေကေကဒီပွဲချင်းကတဲ့အနေထားမှတော့အဲ့ဒီလောက်ထိစိတ်ကြီးဝင်တယ်လို့မထင်မိပါဘူးအဲ့ဒီမှာတော့ဟမ်ဆက်နဲ့တွေ့ရင်ဘာညာတွေပြောကောင်းပြောနိုင်ခဲ့ပေမဲ့ဒီပွဲမှာတော့သူကလုံးဝအောက်ချင်မလွယ်ဖဲတီတီငိမ့်ငိမ့်နဲ့ကိုချင်ကဲခဲတာပါအခုတော့အားလုံးကသူ့အပေါ်မှာမူတည်သွားပါပြီကျွန်တော်ကိုယ်တိုင်လည်းသူ့နေရာမှာလို့ကို အမှန်ကန်ခန်းစားခဲ့ပူပါတယ် ဘယ်ဥခွဲခံရတဲ့ပုစုပဆက်နဲ့ကိုအရှုံးပေးခဲ့ရတာပါအဲ့ဒီတော့လက်ရှိအနေထားပေါ်အပေါင်းဘက်ကနေကြည့်မလားအစိုးဘက်ကနေကြည့်မလားဆိုတာသူ့ဘောမှာပဲမူတည်နေပါပြီဒါကိုအကောင်းဘက်ကနေကြည့်ပြီးသင်ခန်းစာတွေဆွဲထုတ်မယ်ဆိုရင် ထုတ်လို့ရပါတယ်အဲ့ဒီလိုမှမဟုတ်ဘဲဒီဘက်မှာကိုယ့်ရဲ့အကောင်းဆုံးပုံစံတွေချမပြနိုင်လိုက်ဘူးငါကဒီထက်ပိုလောက်ပြနိုင်တဲ့ထင်ရင်လဲသဘောပါပဲ အားလုံးကသူ့ပုံမှာပဲမူတီတာပါလို့မှတ်ချက်ပေးသွားခဲ့ပါတယ်မင်းညာကတော့ဂန်နီယာရဲ့အေဂျင့်ဖြစ်သူအလီအဗ်ဒလာဇစ်ကသူ့ရဲ့ဖိုက်တာဟာနောက်ပွဲထိုးဖို့ကံလန်မှုလက်ခံရရှိပြီးဖြစ်တဲ့ဆိုတဲ့အကြောင်းကို state တက်တင်လိုက်ပါတယ်။အဲ့လို state တက်တင်ပြီးမှရိုင်းနီယာတူရီတာနဲ့ရောဘတ်ဝစ်ဒက်ကတို့ဘွဲဖြစ်တော့မယ်ဆိုတဲ့သတင်းတွေကလည်းလိုင်လိုင်ထွက်ပေါ်ခဲ့တာပါ။ ဒီနေ့မှာပြည်သက်တွေကိုရှင်းပြခြင်းတော်တခုကရိုင်းနီးယားတရက်တာဟာဘွန်နီကယ်ကိုအနိုင်ယူပြတဲ့ပွဲပြီးမှရှောင်းဆွေလန်းကိုပဲစိန်ခေါ်ခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့အမေရိကန်ပြည်သက်ဝင်းရံမှုအကောင်းတဲ့ဖိုက်တာမျိုးနဲ့ပဲသူကဆက်ပြီးထိုးခြင်းတဲ့အတွက်ရှောင်းဆွေလန်းကိုစိန်ခေါ်တာဆိုပြီးရှင်းပြခဲ့ပူပါတယ်။သို့တော်လက်ရှိအနေထားရတော့ UFC ကအစ်စီနဲ့ရှောင်းချွန်းလန်းတို့ကိုမကြည်ပွဲတည်ပေးဖို့စူးစမ်းအားထုတ်နေတာပါ အဲ့ဒီပွဲကတရားဝင်ပေါ်ပေါက်လာမလားမပေါ်ပေါက်လာဘူးလားဆိုတာကိုလည်းဘယ်သူမှမသိကြသေးပါဘူးသို့တော်လည်းပုံမှန်အဖြစ်တော့ရှောင်းစတလန်းဟာသူ့ကိုတစုံတယောက်ကစိန်ခေါ်ပြီးဆိုရင်မီယာထက်တပြီးဝဝဝတွေနဲ့ပြန်လဲမှတ်ချက်ပေးလေရှိတဲ့ဖိုက်တာပါအဲ့လိုမှမှတ်ချက်မပေးရင်လဲစတိတ်တက်တစ်ခုခုတော့တင်လေရှိပါတယ်ဒီတစ်ခါရိုင်းနီယာဒူရတာကစိန်ခေါ်တဲ့အနေထားမှာတော့သူကပြန်လဲတုတ်ပြန်တာမျိုးမရှိပါဘူး ဒါကြောင့်မို့သူ့အနေနဲ့ဒီပွဲနဲ့ပတ်သက်လို့တိတ်ပြီးစိတ်ဝင်စားမှုမရှိဘူးလို့ယူဆကြည့်လို့ရပါတယ်တဖက်ကနေပြန်ကြည့်မယ်ဆိုရင်လေ EC နဲ့ပွဲဖြစ်ဖို့စ조사နေတဲ့အနေအထားမှာ Rainier Director ရဲ့စင်ခေါ်မှုကလက်တွေမဆန်မှုဖြစ်နေလို့သူကစိတ်ငြိမ်နေတာမျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကောလာဟာလသတင်းနေမှာတော့ Rainier Director နဲ့ Robert Woodick ကတော့ပွဲဖြစ်ဖို့ဆွေးနွေးနေကြတယ်။အချိန်ကဘယ်ချိန်လဲဘယ်နေရာမှာပွဲဖြစ်ကြမလဲဆိုတာမသိကြသေးဘူးဆိုပြီးရေးသားလျက်ရှိပါတယ်။ တကယ်လို့များဒီပွဲဖြစ်သွားရင်တော့ Rainier Derrida အနေနဲ့ UFC နဲ့လက်တွဲပြီးတစ်နှစ်အတွင်းမှာပဲ၄ပွဲထိထိုးသက်ခွင့်ရတဲ့ပုံစံမျိုးရှိလာမှာပါတနည်းအားဖြင့်ဝမ်ချင်မြင့်ရှိမှမရခဲ့တဲ့အခွင့်အရေးမျိုးကို UFC မှာသူကဇက်တိုက်ရနေတယ်လို့တောင်းဆိုလိုက်ချင်ပါတယ်။ထပ်ပြောရရင်တိုးတက်လာတဲ့ Rainier ရဲ့စွမ်းဆောင်ရည်တွေကအဲ့လိုပွဲခက်ဆစိတ်ထိုးသက်ရတဲ့အနေထားတွေနဲ့လည်းတနည်းတစ်ပုံဆက်ဆက်နေမယ်ထင်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ fighter တယောက်အနေနဲ့ဘယ်လောက်ထိ training မှာကြိုးစားပါစေသူ့တက်လက်စွမ်းပြခွင့်မရဘူးဆိုရင်တိုးတက်မှုတွေကအမှန်ကန်ဖြစ်လာမှာမဟုတ်ပါဘူး။ရိုင်းနီယာဒီရတာကတော့ဝက်ခစစ်စိတ်အနေထားလဲဖြစ်သူကိုယ်တိုင်ကလည်းစ조사ပြတော့စတန်ဖိုက်ဘိုင်းတွေပါတိုးတက်ကောင်းမွန်လာပြီဆိုတဲ့အကြောင်းကိုဘိုနီကင်နဲ့ပွဲမှာအမှန်ကန်ချပြနိုင်ခဲ့ပါပြီဆက်လက်ပြီးလာမယ့်တနင်္ဂနွေနေ့မနက်ပိုင်းမှာကျင်းပမယ့် UFC 350ပြိုင်ပွဲနဲ့ပတ်သက်နေတဲ့အကြောင်းအရာတွေကိုပြောပြခြင်းနေပါတယ် UFC ဟာဒီပြိုင်ပွဲကိုကနေဒါကိုတွားရောက်ပြီးကျင်းပသွားမှာပါ UFC 350ပြိုင်ပွဲကရှေ့ကပေးပါဘူးနဲ့ကျင်းပခဲ့တဲ့ပြိုင်ပွဲတွေနဲ့သိပ်ပြီးတော့မတူပါဘူး။ဘာဖြစ်လို့လဲဆိုတော့ထိတ်ဆုံးကောင်ပွဲကဘီလာမူဟာမက်ရဲ့ပွဲစဉ်ဖြစ်နေလို့ပါပဲ။ဘီလာမူဟာမက်ဟာ UFC ကချန်ပီယံတွေထဲမှာပြီးသက်ဝင်ရမှုအားအနေဆုံးချန်ပီယံစည်းဝင်ဖိုက်တာမျိုးဖြစ်ပါတယ်။ သူရဲ့စွမ်းဆောင်ရည်မှတ်တမ်းတွေကကောင်းမွန်နေသည့်တိုင်အောင်ကစားပုံပိုင်းအပြင်ဆွဲဆောင်မှုသိပ်ပြီးမရှိတော့ပြည်သက်ဝန်ရံမှုကအရင်ကြီးအားကောင်းတဲ့သူမဟုတ်ပါဘူး။ဒါကြောင့်မို့ promotion ဘက်ကကိုမိန်ပွဲကိုနောက်ထပ်ချင်မြက်ခွဲစိန်ခေါ်ပွဲတစ်ပွဲထပ်မံထည့်သွင်းထားပါတယ်။အဲ့ဒီပွဲကတော့မြို့သူ Flyweight တန်းချန်ပီယံကပ်စိန်ခေါ်ပွဲဖြစ်တဲ့ Platinum Champion ကိုနဲ့ Manon Pio တို့ပွဲ ဖြစ်နေပါတယ်။ UFC 350ပြိုင်ပွဲနဲ့ပတ်သက်လို့နောက်ထပ်ထူးခြားတဲ့အချက်ကိုပြောရရင် main card ကောင်းစင်အောက်မှာမြို့သမီ flyweight တန်ပွဲစဉ်နှစ်ပွဲအထိတောင်းထည့်သွင်းထားတာပါဘုံမှန်အဖြစ်တော့ဒီလိုပေးပါမျိုးနဲ့ကျင်းပတဲ့ main gate ကောင်းစားအောက်ကပွဲစဉ်တွေဆိုရင်မြို့သမီးတွဲဆိုင်ကတပွဲထပ်ပိုးပြီးပါဝင်လေမရှိပါဘူးဒီတစ်ခါမှာတော့ Platina Shevchenko နဲ့ Manon Fiorot တို့ပွဲနောက်ထပ် Flyweight တန်းမြို့သမီး Fighter ၂ယောက်ဖြစ်တဲ့ Alexa Grasso နဲ့ Natalia Seba တို့ပွဲစဉ်တွေပါဝင်နေပါတယ် ဒါကြောင့်မို့ပြည်သက်တဲ့အနေနဲ့တနင်္ဂနွေနေ့မနက်ပိုင်းမှာမိတ်ကပ်ကောင်းဆယ်အောက်ကနေမြို့သမီးတွဲဆိုင်နှစ်ခုထိတောင်ကြီးရှုသွားရမှာပါနောက်ထပ်တူညီနေတဲ့အချက်တစ်ခုကိုထပ်ပြီးဆွဲထုတ်ရမယ်ဆိုရင်ဒီပြိုင်ပွဲမှာချက်မြင့်စိန်ခေါ်ပွဲနှစ်ပွဲထဲသွင်းထားပါတယ်ချက်မြင့်ကပ်စိန်ခေါ်မဲ့ fighter နှစ်ယောက်စလုံးက UFC ကောင်းဆယ်အောက်မှာလုံးဝရှုံးပွဲကြုံထားသူတွေမဟုတ်ပါဘူးတိုင်းတိုင်းဆိုင်ဆိုင်ဒီဖိုက်တာနှစ်ယောက်စလုံးဟာ UFC ကောင်းဆယ်အောက်မှာစုစုပေါင်း9ပွဲထိုး9ပွဲစလုံးအနိုင်ရထားသူတွေပါ ဂျက်မက်ဒါလီနာက UFC ကောင်စီအောက်မှာစူပေါင်း9ပွဲထိုး9ပွဲစလုံးအနိုင်ယူထားပြီးပြင်သစ်ဖိုက်တာမာနွန်ပီယိုရော့ကလည်းအလားတူစွမ်းဆောင်ရည်မျိုးချပြထားတာဖြစ်ပါတယ်ဒါကတော့ UFC 350ကောင်းစင်အောင်မှာထိတ်ဆုံးကောင်းပွဲအဖြစ်ထိုးသက်ကြမယ်ချန်ပီယံကပ်စင်ကာပွဲထိုးကြမယ်ဖိုက်တာနှစ်ယောက်ရဲ့တူညီနေတဲ့စွမ်းဆောင်ရည်တွေဖြစ်ပါတယ်။ဝေဒါဝိတ်ချန်ပီယံကပ်စင်ကာပွဲအကြောင်းပြောရမယ်ဆိုရင်ဘီလာမူအမတ်ကလက်ရှိမှာ36နှစ်ရှိနေပါပြီ။ ။ဒီရက်မြင့်က9ဘီ17လက်မှရှိပြီးလက်တန်ရစ်က82လက်မှရှိပါတယ်။ချန်ပီယံကပတ်ကိုစိန်ခေါ်ထိုးသက်မဲ့ Jack Medalina ကတော့အခုမှ28နှစ်ပဲရှိသေးပါတယ်။ professional fighter တယောက်ရဲ့ဖြတ်သန်းမှုစံနှုန်းနဲ့ကြီးလိုက်မယ်ဆိုရင်အမြင့်ဆုံးစွမ်းဆောင်ရည်တွေထွက်ပေါ်လာတဲ့ color မျိုးလို့ပြောနိုင်ပါတယ်။သူ့ရဲ့မြင့်ကလည်းဘီလာမူဟာမက်နဲ့အတူတူပဲ9ဘိတ်17လက်မှရှိပါတယ်။ လက်တန်ရစ်ကတော့83လက်မအထိရှိလို့ဖီလာမူဟာမက်ထက်ရောင်ရောင်လေးပိုပြီးရှိတယ်လို့ဆိုလို့ရပါတယ်။ချန်ပီယံဖီလာမူဟာမက်ဟာလက်ရှိမှာတော့လုံးဝရှုံးဝဲမရှိတဲ့စံချိန်မှတ်တမ်းကို7ပွဲ7တိုက်ပိုင်ဆိုင်ထားပါတယ်။ဝေဒါဝိတ်တန်ကောင်းဆက်အောက်ကနေဆိုရင်တော့သူ့ရဲ့စွမ်းဆောင်ရည်ကဒီဝိတ်တန်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ပါတယ်။ UFC တခုလုံးနဲ့နိုင်ရှင်ပြပြောမယ်ဆိုရင်စတုတ်ထမြောက်အကောင်းဆုံးစွမ်းဆောင်ရည်လို့လည်းပြောနိုင်ပါတယ်။ ်လူထက်ပုံပြီးရှုံးမွေးမရှိစံချိန်မှတ်တမ်းကိုဆွဲဆက်မြှောက်ထားတဲ့ဖိုက်တာတွေကတော့ဂျွန်ဂျိုအစ္စလမ်မာကရှက်နဲ့မာရက်ဒီပါလစ်ဘလီတို့ဖြစ်နေပါတယ်ချန်ပီယံကပတ်ကိုစိန်ခေါ်ထိုးသက်မဲ့ဂျက်မက်ဒါလီနာကတော့ UFC ကောင်းဆယ်အောက်မှာစစ်စပန်9ပွဲထိုးသက်ထားပြီးပါပြီ။သူရင်ဆိုင်ခဲ့ရတဲ့ပြိုင်ဘက်တွေကအရင်ကြီးကောင်းသူမဟုတ်ပေမဲ့9ပွဲစလုံးကိုအနိုင်ယူထားပါတယ်။နောက်ထပ်ထူးခြားတာကသူကအဲ့ဒီကစားခဲ့တဲ့9ပွဲမှာ9ပွဲက bonus တွေရအောင်သိမ့်ပိုင်နိုင်ခဲ့တာပါ။ ဒါကြောင့်မို့သူ့ရဲ့ကစားပုံကိုလည်း short တွယ်လို့မရပါဘူး UFC ပြင်ပကစွမ်းဆောင်ရည်တွေကိုပါထက်ပြီးတွဲဦးမယ်ဆိုရင် Jeff Medalina ကနောက်ဆုံးထိုးခဲ့တဲ့16ပွဲဆက်တိုက်ပွဲစဉ်အားလုံးကိုအနိုင်ယူထားသူပါသူနောက်ဆုံးရှုံးနေခဲ့တဲ့ပွဲက2026ခုနှစ်ကဖြစ်ပါတယ်ဒါကြောင့်မို့ဒီဖိုက်တာဟာရှုံးမွဲလုံးဝမရှိဘဲနိုင်မွဲတွေစက်တိုက်ရယူထားတာဆယ်စုနှစ်တခုနီးပါးထိတောင်ရှိလာပြီလို့ပြောနိုင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာမှတ်တမ်းတွေကိုရှင်းကြည့်လိုက်မယ်ဆိုရင်လဲ strikey ဘိုင်းမှာတော့သူကဘီလာမူဟာမက်ထက်တော်လေးတောင်းလွင်နေတာတွေ့ရပါတယ်သူရဲ့အားနေချက်ဆိုလို့သူနိုင်ယူထားတဲ့ပြိုင်ဘက်တွေကဘီလာမူဟာမက်နိုင်ယူထားတဲ့ပြိုင်ဘက်တွေလောက်အားကောင်းခြင်းမရှိသေးတာပါလက်ရှိချန်ပီယံကတော့ဂျက်မက်ဒါလီနာနဲ့ပတ်သက်လို့အခုလိုစတင်မှတ်ချက်ပေးလာခဲ့ပါတယ်သူကစထရိုက်ကာကောင်းတယောက်ပါ နိုင်ပွဲဆက်မှတ်တမ်းတွေကိုလည်းအများကြီးရယူထားပါတယ် ကျွန်တော်အမြင်တော့ဒီကောင်ကအသေးမာတယ်လွယ်လွယ်နဲ့ရှုံးပေးတတ်သူမဟုတ်ပါဘူးအထူးသဖြင့်သူနောက်ဆုံးထိုးတဲ့ပွဲကိုပဲကြီးလိုက်ပါလက်ချောင်းကျိုးနေတာတောင်နိုင်ပွဲရအောင်ထိုးသွားသေးပါတယ်ဒါပေမဲ့မတူ क्वे ပြတာတခုကသူကကျွန်တော်လိုပြိုင်ဘက်မျိုးနဲ့လုံးဝရင်မဆိုင်ဘူးသေးပါဘူးတွေ့ကြုံပိုင်းတွေဖိအားပေးကစားတဲ့ပိုင်းတွေမှာကွာဟာချက်တွေလည်းရှိပါတယ်ကျွန်တော်ကဒီစမျိုးရောက်ဖို့ခီးချေကြီးရှောက်လန်းပြီးနိုင်မွဲတွေအများကြီးရယူပြခဲ့တာပါ သူကတော့ဖြက်လန်းကနေရောက်လာတယ်လို့ပေါ့ဒါကသူ့ကို against လုပ်ပြီးပြောတာမဟုတ်ပါဘူးသူနဲ့ထိုက်လို့ဒီခွင့်ရရတာတော့ပါဒါပေမဲ့သူ့အတွက်အချိန်မတန်သေးဘူးဆိုတာကျွန်တော်ကဆွဲထုတ်ပြသွားပါမယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်ဘီလာမူအမဲရဲ့ကစားပုံနဲ့ပတ်သက်လို့တော့ပြည်သက်တွေအားလုံးကသိထားကြပြီးပါပြီသို့တော့လီယွန်အက်ဒဝတ်နဲ့ကစားသွားတဲ့ပွဲမှာတော့သူ့ရဲ့စွမ်းဆောင်ရည်ကိုမဖြစ်မနေချီးကျူးရမှာဖြစ်ပါတယ် တမ်ဖတ်ပိုင်ကောင်းပါတယ်ဆိုတဲ့လီယွန်အက်ဒဝတ်ကိုသူကစတမ်ဖိုက်တဲ့အသာစီရယူကစားတာမဟုတ်ဘဲ ground game အထိပါအသာစီကစားပြခဲ့တာပါပြောရရင်ချက်မြက်ကပတ်ကသူ့နဲ့ထိုက်တန်နေဆိုတဲ့အကြောင်းကိုစွမ်းဆောင်ရင်ကောင်းတွေဇက်တိုက်ချပြပြီးရယူခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့နောက်ဆုံးကစားခဲ့တဲ့ပွဲစွမ်းဆောင်ရည်အရာတော့ဘီလာမူအမဲရဲ့ကစားဟန်ကလည်းအထင်ကြီးလေးစားလောက်ပါတယ်။တစ်ချိန်တည်းမှာဂျက်မက်ထာလီနာရဲ့အကြောင်းကိုနည်းနည်းလေးကြည့်ရအောင်မှာ ဒီဖိုက်တာကစပက်ကီကစားတဲ့အပိုင်းမှာအချိုရစီအဖြစ်ဘီလာမူဟာမက်ထက်ပိုပြီးသားလောပါတဲ့နော်တောင်ရယူတဲ့အပိုင်းတွေမှာလည်းဘီလာမူဟာမက်ထက်အများကြီးသားပါတဲ့ဘီလာမူဟာမက်ကပြိမ့်ဘက်တယောက်ကို နော်တောင်ကြအောင်ထိုးပြတာမျိုးလုံးဝမတွေ့ရသေးပါဘူးဂျက်မက်ဒါလီနာကတော့ UFC မှာကစားခဲ့တဲ့ခုနှစ်ပွဲအတွင်းတပွဲပြများနှုန်းတိတိတမ64ကြိမ်နှုန်းနဲ့နော်တောင်ကြအောင်ထိုးပြထားပါတဲ့ ဒီပါဝါမျိုးကဘီလာမူဟာမက်အနေနဲ့အတော်ကြီးဂယူးဆိုင်ပြီးကစားဖို့လိုပါတယ်။တစ်ချိန်တည်းမှာတိတ်တောင်အကျူရစီရယူတဲ့ဘိုင်းတွေမှာလည်းဘီလာမူဟာမက်ရဲ့တိတ်တောင်အကျူရစီကအရင်ကြီးမြင့်မားတာမဟုတ်ပါဘူး။ဒလုံအနေထားတွေကြောင့်ဒီပွဲမှာလည်းဂျက်မက်ဒါလီနာအနေနဲ့မျောလင့်ပြတ်တစုံတရာတော့ရှိနေနိုင်တယ်လို့ဆိုကြည့်ကြပါတယ်။ဂိုင်ဂါရှင်ဖိုက်တာကိုတိုင်ကဘီလာမူဟာမက်ရဲ့ပြောဆိုစကားတွေနဲ့ပတ်သက်လို့တော့အခုလိုတုံ့ပြန်သွားခဲ့ပါတယ်။ ကျွန်တော်ဘက်ကလှုပ်ထားနိုင်တာအကုန်ကသူ့ထိုးခဲ့တဲ့ရှေ့ပွဲတွေပြန်ကြည့်ယုံပါပဲအဓိကသူ့ရဲ့ကစားဟန်ကဖိအားပေးမယ်လှဲချမယ်လက်တီတွဲလုံးနေနဲ့ပေါင်းဆက်ကစားပါမယ်အဲ့ဒီတော့သူပြောနေတဲ့စကလုံးလေးကိုသိပ်ပြီးနားမထောင်ဖြစ်ပါဘူးရှေ့ပွဲတွေမှာသူဘလို့ကစားတယ်ဆိုတာကိုကြည့်ပြီးပဲဒီပွဲအတွက်ပြင်ဆင်ထားပါတယ်လို့တုံ့ပြန်သွားခဲ့ပါတယ် Yeah I'm going to knock him out I'm going to go in there I'm going to show that I'm the best boxer in the welterweight division ဒီပွဲဟာဖီလာမူဟာမက်အတွက်ချန်ပီယံကပ်သိမ်းပိုက်ပြီးနောက်ပိုင်းပထမဆုံးအကြိမ်ချန်ပီယံကပ်ကာကွယ်ပွဲထိုးရတာဖြစ်ပါတယ်နောက်ထပ်ထူးခြားတဲ့တစ်ချက်က UFC ဟာသူ့ကိုပါလက်စတိုင်းအလံကိုစားပြုခွင့်တရားဝင် ပေးထားပါပြီ။ promote လုပ်တဲ့အနေထားမှာလဲဖီလာမူဟာမက်ကို ပါလက်စတိုင်းအလံနဲ့ပဲ promote လုပ်ပေးနေတာပါ။ဒါကိုကြည့်ရင်ပဲ UFC promotion ရဲ့သဘောထားကနိုင်ငံရေးတွေနဲ့ပတ်သက်လာရင်ပုံပြီးလွတ်လပ်ခွင့်ရှိတဲ့ဆိုတာပေါ်လွင်လျက်ရှိပါတယ်။ ဂိုင်ဂါရှင်ဖိုက်တာကိုတိုင်ကတော့ဒီပွဲမှာပြိုင်ဘက်ဖြစ်သူကိုအမှတ်သိပ်ဖို့အထိမှန်းထားတဲ့အကြောင်းအခုလိုထပ်ပြီးလေးတိုက်သွားခဲ့ပါတယ်ကျွန်တော်ကသူ့ကိုအမှတ်သိပ်ပြမှာပါကျွန်တော်သာလျင်ဝေဒဝိတ်တန်းရဲ့အကောင်းဆုံးဖိုက်တာဖြစ်တယ်လို့အကောင်းဆုံးဘောက်ဆာလည်းဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်ရဲ့အသားစီးကစားပြလေးရှိတဲ့ပုံစံကောင်းတွေကိုထပ်ပြီးချပြသွားမှာပါလူတွေကကျွန်တော်နဲ့ပတ်သက်လာရင်အတိမတ်ပြူချတာနဲပါတဲ့အချို့ပြိုင်ဘက်တွေဆိုရင်လဲချော့တွဲချတယ်လေ ဒါပေမဲ့တန်စကားဝိုင်းတဲ့ရောက်မှကျွန်တော်လက်တံဘလောက်ထိပြောင်းလဲဖျားပေးတာဘလောက်ထိကျန်လဲဆိုတာသူတို့ကကောင်းကောင်းသဘောပေါက်သွားကြတာပါအဲ့ဒီပုံစံမျိုးနဲ့လူတိုင်းကိုရိုက်ချိုးပြခဲ့ပါတယ်ဆိုပြီးကြုံဝါသွားခဲ့ပါတယ်ဆက်လက်ပြီးမိန့်ခတ်ကောင်းဆောင်မှရောက်နေတဲ့မျိုးသမီးတွဲဆိုင်တွေအကြောင်းကိုပြောချင်ရအောင်မှမနွန်ဖီယိုတော့ကခုနှစ်ပွဲဆက်တိုက်အနိုင်ယူပြီးချန်ပီယံကပ်စိန်ခေါ်ခွင့်ရတယ်ဆိုရင်လက်ဆာဂရက်ဆိုနဲ့နက်တလီယာဆေးပါတို့ပွဲကိုလည်းမေ့ထားလို့မရပါဘူး ဘာဖြစ်လို့လဲဆိုတော့လက်ဆာဂရက်ဆူကချန်ပီယံကပတ်ကိုပူပူနွေးနွေးလက်လွတ်ထားရတဲ့ဖိုက်တာဖြစ်ပါတယ်။တစ်ဖက်ကဘရာဇီးသူနက်သလီယာဆေးဘာကတော့ UFC ဖိုက်တာဘွားစုစုပေါင်း6ပွဲထိုး6ပွဲစလုံးအနိုင်ရပြီးဒီအဆင့်ကိုတက်လန်းလာတာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီပွဲအနိုင်ရတဲ့သူကနံပါတ်1ကွန်တန်တာအဖြစ်သတ်မှတ်ခံရပြီးချန်ပီယံကပ်စိန်ခေါ်ခွင့်ရဖို့အလားအလာကောင်းနေရှိနေပါတယ်။ ဒါကြောင့်မို့ပြိတက်တဲ့အနေနဲ့ Mimcho Fighter Alexa Grasso နဲ့ Natalia Silva တို့ပွဲကိုလည်းစောက်ကြည့်တင်တယ်လို့ကြိုတင်သတင်းကောင်းပါပါရစေခင်ဗျာဒီတစ်ခါတော့ One Championship ကချပြလာတဲ့တွဲဆိုင်တွေအကြောင်းကိုပြောချရအောင်မ promotion ဘက်ကအမေရိကဆေးကွက်နဲ့ပတ်သက်လို့ခြေလန်းတွေနောက်ဆုတ်လာတဲ့ဆိုတဲ့အကြောင်းကိုရှေ့ကဗီဒီယိုမှာပြောခဲ့ပြီးပါပြီ။ဒီတစ်ခါမှာလဲအလားတူပုံစံမျိုးထပ်ပြီးမြင်တွေ့ရပြန်ပြီဖြစ်ပါတယ်။ ။ဘာဖြစ်လို့လဲဆိုတော့ Mason Bright မှာထုတ်လွှင့်ပြသမဲ့15 32ပြိုင်ပွဲအတွက်တွဲဆိုင်ချပြတဲ့အနေအထားမှာချန်ပီယံကပ်စိန်ခေါ်ပွဲတွေပါဝင်ခြင်းမရှိတဲ့အပြင်အမေရိကပြည်သက်အကြိုက်ဖြစ်တဲ့ MMA တွဲဆိုင်တွေလည်းပါဝင်ခြင်းမရှိပါဘူး။လက်ရှိချပြထားတဲ့တွဲဆိုင်တွေအရတော့မြန်မာပြည်သက်အများစုကြိုက်နေတတ်ကြမယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ promotion ဘက်ကချပြလိုက်တဲ့တွဲဆိုင်တွေအနေထားမှာတက်လူ fighter တွေပြည်သက်အကြိုက်ထိုးပြတဲ့ fighter တွေရဲ့တွဲဆိုင်တွေကြီးပဲဖြစ်နေလို့ပါပဲ။ ထိတ်ဆုံးကောင်းပွဲကနော့ကော့နဲ့ဂျောဆူယိုင်းတို့ပွဲဖြစ်ပါတယ်ကျောက်ဆူရိုင်းကဘလောက်ထိလက်ရည်တက်လာတဲ့ဖိုက်တာလဲဆိုတာပြည်သက်တွေအကုန်လုံးကသိကြပြီးပါပြီ။ရော်ထန်နဲ့တောင်ဖလိုင်းဝိတ်ချန်ပီယံကပ်စင်ကာပူထိုးခွင့်ရလောက်တဲ့ဆိုပြီးထင်ကြေးပေးခံခဲ့ရတဲ့ဖိုက်တာဖြစ်ပါတယ်။ခုရပိုင်းထပ်မံချပြလိုက်တဲ့တွဲဆိုင်တွေကတော့ကိုလံဘီယာဖိုက်တာ UN S2P9 ရဲ့ပွဲနဲ့မလေးရှားဖိုက်တာ UN Gaza Lee တို့ပွဲတွေဖြစ်ပါတယ်။ ဒီဖိုက်တာမြောက်ကဘလောက်ထိဖြောပြမှုကောင်းအောင်ထိုးတတ်တဲ့ဖိုက်တာတွေလဲဆိုတာမြန်မာပြည်သက်တွေတောင်တိထားကြပြီးပါပြီ။တချိန်ကတော့တန့်စင်နဲ့တွေ့ဖို့အလားအလာရှိတဲ့လူငယ်ဖိုက်တာတွေဆိုပြီးတောင်မှတ်ချက်ပေးခံခဲ့ရပူပါတဲ့။ဒါအပြင်လက်ရှိမှာပုံစံကောင်းတွေစက်တိုက်ချပြထားတဲ့ Rainbow Leg ကိုလည်းဆိုလင်ဝေးရဲ့ပြိုင်ပွဲဟောင်းကောထွန်းနဲ့ပွဲတည်ပေးလိုက်ပါတဲ့။ Rambo လက်ကနောက်ဆုံးထိုးခဲ့တဲ့ပွဲမှာစွမ်းဆောင်ရင်ကောင်ချပြနိုင်ခဲ့တဲ့အပြင်ကစားပုံကလည်းတသက်ရဲရဲလှပလွန်းလုပ်ကိုဘောနပ်စုဒေါ်လာ5000အထိစွခုထားတဲ့ Fighter ပါ God Twin ကတော့ဆိုလုံးကို short notice ပုံစံမျိုးနဲ့ဝင်ထိုးပြီးအနိုင်ယူထားတဲ့ Fighter ဖြစ်ပါတယ်ဒီတွဲဆိုင်ကလည်းပြည်သက်ကြိုက်ဖြစ်လာနိုင်တဲ့တွဲဆိုင်တစ်ခုဖြစ်ပါတယ်နောက်ဆုံးချပြလာတဲ့တွဲဆိုင်ကတော့ထိုင်းနဲ့မလေးရှားနယ်ပွား Fighter Alif ရဲ့တွဲဆိုင်ဖြစ်ပါတယ်။ တွေ့ဆိုင်တွေအကုန်လုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်မြိတ်သက်တွေအတွက်ရင်ခုန်စရာတော့အတော်လေးကားပါတယ်။ဝမ်ချမ်ပီယံရှစ်ကပြောင်းလဲလာတဲ့အခင်းကျင်းတချို့ကိုလည်းထပ်ပြီးမြင်တွေ့ရပြန်ပါတယ်။ promotion ဘက်ကနောက်တက်လာတဲ့မွေထိုင်းလူငယ် fighter လေးတွေကိုအသာပေးပြီးဒီလိုပြိုင်ပွဲကြီးတွေမှာပွဲထုတ်လာတာပါအခင်းချင်းကတော့စိတ်ဝင်စားနဲ့စောင့်ကြည့်ရအောင်ပါပဲ လာမယ့်နေ့ဒီမှာလည်း MMA လောကကနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားကြပါအောင်ခင်ဗျာ